အာရခဒေတာကြောက်တော်မျိုးနေကိုဒီကနေ့နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းမှာအကြံဖတ်စစ်ကော်မရှင်ဟာလေကြောင်းကနေပုံကြီးတိုက်ခိုက်ခဲ့ရာကြောင့်ငါနဲ့အရွေကလေးငယ်တအူအပါအဝင်အပြစ်မဲ့ပြည်သူ9ဦးသေဆုံးပြီးကလေးသူငယ်တွေအပါအဝင်7ဦးထပ်မနေဟာတရားရရှိတော်ခဲ့ပါတယ်။သေဆုံးသောသူတွေမှာကြောက်တော်မျိုးနေကြောင်ပူကြီးရောကအသက်9နှစ်အရွေမှထိတ်ထားတဲ့စဉ်ဒေါ်မေမြတန်း60ချင်းနဲ့ဒေါ်အေးချီမ54နှစ် ဦးအောင်ထွန်းမြ53နှစ်ဦးဦးတန်းရွှေ42နှစ်ဒေါ်ဆိုးရှိမ38နှစ်နဲ့ဒေါ်ခန့်ခိုင်အေး22နှစ်တို့ဖြစ်ကြပါရယ်ဒါအပြင်ကြောင်ပူကြီးရော်ကမူကြိုကြောင်တက်နေကြတဲ့အသက်9နှစ်အောက်ကလေးငယ်၄ဦးအသက်18နှစ်အောက်ကလေးငယ်2ဦးအပအဝင် အပြစ်မဲ့ပြည်သူ73ဦးမှလည်းပေါင်900ပုံအစာအနာထိမှန်မှုကြောင့်ဒဏ်ရာရရှိသွားကြပါရယ်အကြံဖတ်စစ်ကောမချင်းဟာဒီကနေ့ຫນွေမာလာ28ရက်နေ့မနက်7:45မိနစ်အချိန်လောက်မှာ ောက်တော်မျိုးနေကကြောင်ဖိုကြီးရော်ကိုဂျက်ဖိုက်တာနဲ့ပေါင်900ပုံတလုံးကြီးရှာကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီလိုပုံကြီးတိုက်ခိုက်ခဲ့တာကြောင့်ကြီးရော်အတွင်ကလူနေအိမ်၄ဆောင်မှလည်းပျက်စီးသွားခဲ့ရပါတယ်အကျဉ်းတော့ပွက်ရဆိုကဲကဲစားရုံမပါမေးတောက်တတိကိုပိုင်မဲ့ပြီးခဲ့ကျွန်တော်ရဲ့ဗဇတိကမလို့ရှာပါမေးအရှိတိကိုပိုင်မဲ့ပြီးခဲ့ဒါပိုင်နေစတဲ့ကိုသူကရုံမပါမေးရုံမပါမေးတိတဲ့သူကပေသူလူသူတို့ကမလို့လို့နှိမ့်ဆက်နေပါမေးအမျိုးမျိုးပဲ အဘိဓါပေတလူတို့နေစားတော့ရှိတိပါမနဲ့ရအနောင်ကြောက်သားရှိတိကိုကြီးပိုင်မဲ့ထားလို့အောင်းနာမကြောက်သားလို့ကပါမနဲ့ရညာလေးပိုင်ကြနာတယ်မဆိုအနောင်ကြောက်သားတိကိုပါမနဲ့ရညာဒီကမကောက်ပါကြလားရေကြောင်ကိုရောကိုဘုံကြီးတိုက်ခိုက်ခဲ့တဲ့အဲ့ဒီဂျက်ဖိုက်တာဟာပဲမနက်စနေ9:30မိနစ်လောက်မှာကြောက်တော်မျိုးနဲ့ကန်စောက်တော်အနေဝင်ခြင်းကိုဘုံတလုံးကြိရှခဲ့ပါသေးတယ်အတက်ဘတ်စောင်းချင်ဟ ားရေးတိုက်ပွဲတွေမှာစစ်ရေးရှုံးနိမ့်နေတာကြောင့်အာရခပြည်သူလူထုကိုပိတ်မက်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကို အော်တိုဘန်လလက်ကုံပိုင်းကစလို့အချိန်မြင့်လှုံ့ဆော်လာနေခဲ့ပါတယ်။နိုဝင်ဘာလအတွင်းအကြံဖက်စစ်ကော်မရှင်ရဲ့လေကြောင်းကပုံကြီးတိုက်ခိုက်မှုလက်နက်ကြီးဒရုန်းတွေကနေအကြံဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ကလေးသူငယ်တွေအပါအဝင်အကြံသားပြည်သူ80ဦးထပ်မံနေတာတိုက်ခိုက်ဖြစ်ပါတယ်။